ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကိုဟိမိသားစု channel ကနေပြန်လဲကြိုဆိုပါရစေအစကျွန်တော် Facebook မှာကျွန်တော် live လုပ်မလို့ပါဒါပေမဲ့ကျွန်တော်တို့ Facebook စီးရင်စီးကန်းအရာကျွန်တော်တို့ရက်60အကောက်ဖွင့်ထားမှသာကျွန်တော်တို့ live လုပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အကောက်ကကျွန်တော်ရက်ပိုင်းတတပဲရှိရလို့ကြောင့် live လုပ်လို့မရလို့ကျွန်တော် video ရိုက်ပြီးတော့ကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီကနန်းတူးတီရှောက်ဝဲမှုပုံစံအရာ ထိုးအမကနန်းဒီနေ့နည်းနည်းများပါတယ်ပေါက်ကနန်းပါမယ်လို့ကျွန်တော်ယုံကြည်တယ်ထိုးအမကနန်းနည်းနည်းများတယ်ပေါက်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်အဲ့ဒီကြောင့်မိတ်ဆွေများတို့ကနန်းနည်းနည်းများပါမယ်ပထမ main တစ်ခွက်ပေးမယ်ဒူမင်းနှစ်ခွက်ပေးမယ်အရန်ကျွန်တော်တို့ကနန်းပေးမယ်အရန်ကိုတော့မိတ်ဆွေများအားလုံးအနေနဲ့ကိုထိုးကြည့်တဲ့သားလောက်ပဲပြန်ရနိုင်တဲ့ပမာဏပဲကစားပါ နှစ်ယောက်ဦးပဲကစားကစားငါးယောက်ဦးပဲကစားကစားပေါ့နော်ကိုနိုင်လောက်ပဲကစားပါခင်ဗျာပထမ main တစ်ကွက်နဲ့ကျွန်တော် domain နှစ်ကွက်သာအဓိကထားပြီးတော့တင်ထိုးအောင်ဖြစ်ပါတယ်အဲကျွန်တော်တို့စလိုက်အောင်ကျွန်တော်တို့16ရက်နေ့6လပိုင်းကျွန်တော်တို့ဘုဒ္ဓဟူးနေ့17ရက်မနေ့မှာအဲ့တော့ကျွန်တော်တို့ပထမဥဆုံးအနေနဲ့ကျွန်တော်ကျွန်တော်အရန်ကိုကျွန်တော်အရင်ပြောပါမယ်အရန်ကိုအရင်ပြောမယ်အရန်ကနန်းကိုအရင်ပြောပါမယ်ခင်ဗျာ

အဲ့ကနန်း6ခွက်ကိုကျွန်တော်တို့အရင်ကစားပါကျွန်တော်ပြန်ပြောပါမယ်3339912139309ပါအဲ့ဒါအရင်ဖြစ်ပါတယ်ခင်ဗျာနှစ်ခွက်ကောင်းကိုကျွန်တော်ပြောပါမယ်နှစ်ခွက်ကောင်းကကျွန်တော်တို့ကျွန်တော်တို့အာ13နဲ့23ပါခင်ဗျာနှစ်ခွက်ကောင်းကကျွန်တော်တို့13နဲ့23ပါ main တကွက်ကောင်းကျွန်တော်တို့တစ်ခွန်ဖြစ်ပါတယ်ခင်ဗျာ main တကွက်ကောင်း တစ်ခုဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဂဏ္ဍနေနဲ့တော့များပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီမိတ်ဆွေများအားလုံးလွှဲချော်မှာဆိုလိုတဲ့မှာကျွန်တော်တင်ကဏ္ဍကျွန်တော်ပေးထားပါတယ်တင်ကဏ္ဍမိမြက်မယ်ဒူမင်းမိမြက်မယ်အရန်ထွက်ရင်အရင်ရမယ်အဲ့တော့မိတ်ဆွေများအားလုံးကိုယ့်လက်ပါပေါက်ကြပါစေအသေးပေးခဲ့ပါခင်ဗျာကျွန်တော်ရဲ့ Facebook ကျွန်တော်ရဲ့ YouTube Channel မှာကျွန်တော်အမြန်တင်ပေးသားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Video လို့အားလုံးပဲ Like Like လုပ်ခဲ့ပေးပါ Comment မှာမိတ်ဆွေများအားလုံးပဲဘာထွက်မလဲဆိုတာကို ဝင်ရောက်ပြီးတော့ဖြည့်ဆို့ပေးခဲ့ပေးခဲ့ပါခင်ဗျာအားလုံးပဲကိုယ်လက်ပါကျွန်တော်ကဏ္ဍလေးဒီနေ့မှာအောင်မြင်ရင်းနဲ့ထပ်တွေ့ပါမယ်ခင်ဗျာ